ရှိခင်ရပါတော့မိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့လူဦး Family YouTube Channel လေးကနေတန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုလည်းမင်္ဂလာပါလို့ကျွန်တော်ဖုံမြတ်ထင်မှအနောက်ခွန်းဆက်သလဲရပါတယ်ခင်ဗျာကျွန်တော်စာရေးဆရာဆရာဦးလာဝင်းလေးတရေတူဘာသာပြန်ထားတဲ့ပါပီလွန်နှင့်ဘင်ကိုဆိုတဲ့ဘာသာပြန်ဝတ္ထုစာအုပ်ကိုအပိုင်းလေးနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူ လိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါအောင်ခမညာဂျိုးဇန်နဲ့သူ့အဖော်လေငယ်လေးနဲ့ပြန်သွားကြ၏ထောကမပင်ဂလိုစီဤခြေကျိုးနေသောတန်ရာကိုကျွန်တော်တို့ပြုစုပေးရန်အချိန်ရကြ၏ဂလိုစီဤခြေရိုးကျိုးနေသည်မှာဗာမျှတန်တရာရှိဝဲမတွေ့ရပါ အထင်ရှားကျိုးနေခြင်းဖြစ်၏တော်ကတပေက အရှိကြီးဖြောင်းနေသောဒီကိုင်းတစ်ခုကိုလိုက်ရှာပြီးဂလိုစီဤအယိုးကိုအဝတ်တစ်ခုနဲ့ပတ်၍ကျက်စီးပေးလိုက်၏ လိုစီမှာကျွန်တော်လုပ်ပေးသမျှကိုလုံးဝအတမတွေပဲငိမ့်ခံနေ၏ထို့နောက်ကျိုးဆက်ချသွားပြီးသောအဝတ်ထုတ်အတွင်းမှအဝတ်များကိုတစ်ခုစီဖြည့်ကြည့်မိ၏ပေါင်းမီတထဲအင်ကြီးလေးတဲ့နှင့်သုံးမွေးဆွဲတာလေးတဲ့တို့ကိုတွေ့ရ၏ကျွန်တော်တို့သုံးမွေးဆွဲတာတထဲစီကိုကောက်ဆွလိုက်ကြ၏နေရောင်မပေါသောကန်းဆက်ခြုံတော်တွင်ဖြည့်၍ရှင်များမှပေါ်လာပြီ၏ကျွန်တော်တို့သုံးယောက်လုံးကိုတဆက်ကမျှချမ်းသာမပေးပါကျွန်တော်တို့အားလုံးဆေးရွက်အနေငယ်စီကိုဝါပြီးဆေးရွက်ရည်ဖြင့် တကိုယ်လုံးကိုလိုက်တော့ပေးချင်းကဲ့အနေငယ်တတသွားသလိုရှိကျွန်တော်တို့ရိုက်ပြခဲ့တဲ့ဝါဒတွေဒဏ်ရာပြင်းပြင်းထန်ထန်တော့မရသွားကြဘူးထင်ပါတယ်နော်ဂလိုစီကတိပင်ချင်းတစ်ခုတင်မိလဲအိနေရမှကျွန်တော်ကိုလှမ်းပြောလိုက်မရနိုင်ပါဘူးဩခင်ဗျားတို့နေရာကိုလူလာတဲ့တနက်တွေဘယ်မှာထားပြခဲ့တယ်လဲကျွန်တော်တနက်ကိုတော့ထောင်နေရန်ပေါ်မှာတင်ထားခဲ့တယ်ကျွန်တော်တနက်ကတော့အိုရိုးဘော်ကခုံချတော့ကလက်ထဲကလွင့်စင်ပြီးရေထဲကျသွားတယ် မာကျူရကထိုင်းနေရာမှထပြီးကော်ဖီပြောနိုင်ရန်အတွက်စီစဉ်၏ရေမွေးမှာမိမမွေပဲနဲ့မရနိုင်ပါထို့ကြောင့်ဒီကိန်းစားအနေငယ်ရှာပြီးမိမွေပြီးရေနွေးဆူသည်နဲ့မိများကိုပြန်နှိမ့်တက်လိုက်ထောင်အိုရိုးကိုအောင်မြင်စွာကြော်လာနိုင်ခဲ့ပြီးဖြစ်၍ကျွန်တော်တို့သုံးယောက်လုံးမှာအလွန်ပီတိဖြစ်နေရ၏တကယ်တော့ယခုထောင်မှထွက်လာနိုင်ခြင်းသည် ပြင်သစ်နိုင်ငံမှနယူဂီနီကဒကျွန်းတို့ရောက်ပြီး38ရက်တိတိတွင်ဖြစ်၏ ကျွန်တော်ကိုပြည်ထောင်ချခဲ့သောတရားသူကြီးကိုလည်းခမရရဲ့တကြွတန်က38ထဲကြာပါလားဗျဟူအော်၍ပြောလိုက်ခြင်းသည်ကျွန်တော်ကြိုးစက်ထားသွားသောကျွန်တော်တို့၃ယောက်ပင်လေခီးသွားကြရမည်လေကိုသွားစစ်ဆေးကြည့်ဂျင်းနဲ့စရာလုံးဝမတွေ့ရပါလေမာအညံစားလေဖြစ်ဦးလဲဦးပြီးပင်လေလိုင်းတန်ကိုမြည်တော်မြခံနိုင်မည်လေမျိုးမဟုတ်ပါကျွန်တော်ဤအကြောင်းကိုကျွန်တော်မိတ်ဆွေနှစ်ဦးကိုမပြောပြပါ သူတို့ဤယခုအတွေ့ကိုစီဖြင့် ကျင့်တဲ့ဝမ်းမြောက်နေမှုများကိုမပြောက်ွယ်သွားစေခြင်းပါပထမနေ့ကိုကျွန်တော်တို့တယောက်ကိုတယောက်စကားပြောခြင်းဖြင့်သာကုန်လွန်စေခဲ့ဤကျွန်တော်တို့အများဆုံးပြောသောအကြောင်းအရာမှာယခုကျွန်တော်တို့ရောက်နေကြသောအပူပိုင်းဒေသမှတည်တော်များကြောင်းဖြစ်ဤမြင်တွေ့နေရသောမြင်ကွင်းအလုံးမှာကျွန်တော်တို့အတွက်အံ့ဩစရာကြီးပဲဖြစ်နေဤမြောက်များမှာတေကိုင်းပေါ်၌အုပ်စုလိုက်ထိုင်ပြီးကျွန်တော်တို့သုံးယောက်ကိုထူးဆန်းသောသရဝါများဖြင့်ထိုင်ကြည့်နေကြဤ တော့ဝက်များမှာလည်းအလွန်ပေါ်လာပါ၏အုပ်စုလိုက်10កောင်အကောင်20 30အုပ်ဖွဲ့ပြီးကျွန်တော်တို့နှင့်မလန်မကန်းတွင်သွာလာနေ၏တရိတ်ဆန်ချင်းတက်ပြတ်ကြသည့်ရံပွဲများမှာလည်းလူအချင်းချင်းတက်သည့်ရံပွဲများကဲ့သို့ပင်စိတ်ဝင်စားဖွယ်ကောင်းလာ၏ရံပွဲတစ်ခုမှာဝက်အုပ်စုတစ်ခုရေစက်သို့ဆင်းပြေးရေတောက်ကြစဉ်ဤကြောင့်တကောင်ဘယ်ကပေါ်လာသည်မသိပါဝက်တကောင်ကိုဝင်ဆွဲ၏ဝက်ကအတင်းယုံ၏ကြံွယ်များကထွက်မပြေးပါမိကြောင်ကိုဝိုင်းကြိုက်ကြ၏ မိကြောင့်ကသူ့အမိဖြင့်လှန့်ရိုက်၏အချုပ်ဝံများလွင့်စင်သွား၏သို့သောကြံဝံများကဝိုင်းဆက်ကဲ့၏စကံပိုင်းတွင် စောစောကကြည်လင်နေသောရေကန်းဆက်တွင်ဒိဋ္ဌံများဤသွေးဖြင့်ရဲရဲနီ၍သွားလေပြီမိကြောင့်သူ့ပဇာမဝက်ကိုပြန်လွေပြီးရေနှပိုင်းသို့ပြန်ဆင်းကြရ၏တော်ဝဲဘက်မှရလိုက်သောအောင်ပွဲဖြစ်၏ညသို့ရောက်ပြန်ချီပြီကျွန်တော်တို့အားလုံးအလွယ်တကူပင်အိပ်ပျော်သွားကြ၏မနက်နိုး၍မျက်စိဖွင့်လိုက်သောအချိန်၌အလင်းရောင်ပေါ်၍နေချီပြီး မာဂျူရက်ကသူဤလုံနေကြမနေ့စားအတွက်ပြင်ဆင်၏ကျွန်တော်ကလေဝန်းအတွင်းမှဂုံဒီအိမ်များကိုထုတ်ပြီးလေရွက်ချုပ်၏ဂျိုးဆက်ထားသောအိမ်မြောင်မှာပင်လက်ကြီးသွားရာတွင်သုံးနိုင်သောအိမ်မြောင်မဟုတ်ပါကျောင်းသားများသုံးသောအိမ်မြောင်ဖြစ်၏မြောက်အရက်တစ်ခုကိုသာရှာ၍ရ၏အသေးစိတ်လမ်းညွန်ကနန်းများလုံးဝမပါပါ လေရွက်တိုင်းမှာ၆ပေခန့်များအရှိရှိ၏ဤရွက်တိုင်းကိုသုံးပြီးမြည်သုံးများခရီးဝေးမဆန့်နိုင်ဘိုးစိုးဒီမှာလေဤအောက်ပိုင်းရေစုများဖြစ်၏ ယေရှုမဒေသများမှာဆွေးနေ၏ဤလေဖြင့်တော့ဘယ်သူများပင်လက်ခီသွား၍မဖြစ်တော့ကိုသေးရင်းကိုကိုတူးသည်နှင့်တူတော့မည်ကျွန်တော်ကလိုစီနှင့်မာဂျူရက်ကိုလျှော်ချောင်းပြောပြလိုက်၏မပြောပြ၍လည်းမဖြစ်အန်ဒရယ်အမှန်ကိုအမှန်တိုင်းပင်အတိပေးခြင်းသည်တရားများလာသည်မဟုတ်ပါလောကျွန်တော်တို့အားလုံးပင်ဂျိုးဆက်ပြန်လာသည်နှင့်လျှေသည့်ပြန်ရှာခိုင်းရန်ဆုံးဖြတ်လိုက်ကြ၏ဂျိုးဆက်လာလျင်သူနှင့်အတူတကြွမဟောင်းများစုနေသည်ဆိုသောရွာသို့လိုက်သွားမည် ထိုရတွင်ရှိသောလေများထဲမှပင်လေခရီးသွားနိုင်သောလေကိုကျွန်တော်စိတ်ကြိုက်ရွေးဝဲမိဖြစ်၏သို့သောရွာတို့လိုက်သွားရန်ဟူသောအလုံမှာအလွန်အန္တရာယ်များသောအလုပ်ဖြစ်၏မတတ်နိုင်လေမရှိပဲလဲခရီးဆက်နိုင်မည်မဟုတ်၍မရရအောင်ကြံရအောင်မည်ထိုနေ့မနေ့တွင်အန်အောစရာတရိစ္ဆာန်တိုက်ပွဲသည်တစ်ခုကိုမြင်တွေ့ကြရပြန်၏ယနေ့မနေ့တိုက်ပွဲမှာမြောက်တိုက်ပွဲဖြစ်၏မျက်နှာအညွန်ရောင်ရှိသောမြောက်အုပ်စုတစုပြန်တိုက်ကြ၏ ဤတိုက်ပွဲကြောင့်ဂျာရဲမှဒဏ်ရာရသွားသူမှာမာကျူရက်ဖြစ်၏ဒီကန်ကြောင့်တချောင်းတိုက်ပွဲအတွင်းအဘယ်သို့သူ့ခေါင်းပေါ်ကျလာသည်မသိပါဝင်းဒီလုံကသူ့ခေါင်းဖူးသွား၏ငါရဲ့ငါညရှိသွားလေပြီမနေ့ညကမိုးတဲထန်စွာရွာချပါသည်ကျွန်တော်တို့ခန္ဓာကိုယ်ကိုကျွန်တော်တို့ငပြောရွယ်များဖြင့်ဖုံးထားရ၏အပေါ်ပိုင်းလုံတော်လဲအောက်ပိုင်းမလုံကြပါမိုးရေများနှင့်ရွှဲနေကြ၏ကျိုးဆက်ကျွန်တော်တို့အပေါ်အသစ္စာဖောက်သွားပြီဖြစ်သည်ကိုကျွန်တော်တဖြည်းဖြည်းရိပ်မိလာ၏ ကျိုးဆက်လိုလူမှာဖရန့်ငွေတစ်ထောင်ပေးလင်းပင်လူ၃ယောက်ကိုတည်ရင်းပို့ရန်ဝင်လေးမိလူမျိုးမဟုတ်ပါယခုလဲလေအိုကြီးဖြစ်ပင်မဟုတ်လားကျွန်တော်ဒီကျိုးဆက်ကိုဗာမြအကြမကင်ပဲအလွယ်တကူပြန်လွှတ်ပေးလိုက်မိသည် ကိုအပြစ်ကိုကိုပြန်ဒေါသဖြစ်နေမိဒေါ်ချိန်၌ကျောင်းမဖွဲတရိစံတကောင်ဤစူးနေ၍ဩတန်တခုကိုကြားလိုက်ရ၏ကျွန်တော်ကမာကျူရက်ကိုသွားကြည့်ခိုင်း၏မာကျူရက်က၅မိနစ်ခန့်အတွင်းပြန်လာ၍ကျွန်တော်ကိုလာပြန်ခေါ်၏ကျွန်တော်လိုက်သွား၏ မာကျူရဲညွန်ပြရာခြုံတခုအတွင်းသို့ကြီးလိုက်လျင်တော်ချပါကြီးတကောင်ကိုတွေ့ရ၏။တာမန်ရိုးရိုးကြက်ထက်နှစ်ဆခန့်ကြီးပေမည်ကျွန်တော်သည်ချက်ပါကြီးကိုလယ်ရန်မှလှမ်းဆွဲလိုက်၏။တွေ့ကမှပင်ညွတ်ကွင်းတွင်မိနေသည့်အဖြစ်ကိုသတိထားမိ၏။ညွတ်ကွင်းမှန်သည်။ကြက်ထောင်သွားသောညွတ်ကွင်းဖြစ်၏။ဤရက်တွင်ဘယ်သူကြက်လာထောင်ထားသနည်းကျွန်တော်တို့သုံးယောက်လုံးတပြိုင်တည်းစိတ်ပူသွားကြ၏။ရုပ်ကြီးပင်တယောက်တည်းလက်ကင်းဆောင်ထားရန်ကိုလည်းသဘောတူဆုံးဖြတ်လိုက်ကြ၏။ ိုကြပါကြည့်ကုန်မူထိုညတွင်ကျွန်တော်တို့ချက်စားလိုက်ကြ၏အလွန်အရသာရှိလာပါသည် နောက်တနေ့မနေ့ကျွန်တော်ကင်းကြခြင်းတွင်ဖြစ်၏မြေပြင်တွင် ကောင်းအလွန်ကြည့်ပြီးခန္ဓာကိုယ်အလွန်သေးသော အနီရောင်ပြည့်စုံတန်းကြီးကိုကျွန်တော်တွေ့ရ၏စီတန်းသွားနေကြသည်မှာလူသားစစ်သားများစစ်ချီတက်သွားနေကြသကဲ့သို့ဖြစ်၏ကျွန်တော်ဒီပြည့်စိတ်တန်းဤအစုံအပေ၌ရှိသည်ကိုစိတ်ဝင်စားစွာခြေရာကောက်၍လိုက်ကြည့်မိပြည့်စိတ်တန်းဤအစုံမှာရုတ်တရက်ရှာမရပါ တိရွယ်ချောင်များကြား၌အတန်းပြောက်သွား၏မလှုပ်နဲ့မင်းငင်ငင်လေးရက်နေနော်လှုပ်တာနဲ့မင်းအုံနောက်ပွန့်ထွက်သွားမယ်ကြောင်မခွဲကျွန်တော်နောက်မှလှမ်းပြောလိုက်တန်းဖြစ်၏မင်းအနောက်ကိုလှည့်တန်းကျွန်တော်ဖြင်းညင်းစွာအတန်လာရဘက်သို့လှည့်လိုက်၏အပေါ်အင်းကြီးမပါကာကီယံဝေါမီတို့ကိုဝှထားသောလူတယောက်မတ်တက်ရက်နေ၏သူလက်တွင်တနတ်တလက်ကိုကင်ထား၏သူမျက်နှာတကူလုံးမှာဆင်းမင်းကြောင်များကိုလုံးဝကြည့်မကောင်းအောင်ထိုးထား၏မင်းတနတ်ရော ကျွန်တော်မှာတနက်မရှိပါဘူးမင်းတယောက်တည်းလားမဟုတ်ဘူး၃ယောက်ကျန်တဲ့နှစ်ကောင်ရောရှိတယ်အဲ့ဒီကောင်တွေရှိတဲ့နေရာမင်းရှိကလမ်းပြသွားစမ်းကျွန်တော်သူ့မျက်နှာကိုစိုက်ကြည့်လိုက်ထို့နောက်တည်ငြိမ်သောအတန်ဖြင့်ဒီမှာခမရအသက်ရှိရှိမနေခြင်းဘူးလားကျွန်တော်လူနှစ်ယောက်မှလည်းခမရလိုပဲတနက်တနက်ရှိတယ်အခုခမရကိုကျွန်တော်ခေါ်သွားတာနဲ့သူတို့အနာမရောက်ခင်ခမရအသက်နဲ့ခန္ဓာကိုဦးစားကွဲသွားမယ်ဟင်ခမရတို့တနေ့ကထောင်စည်းရုံကထွက်ပြေးသွားတယ်ဆိုတော့ဒကြွန်းသမားတွေလား သူအတန်းမှာချက်ချင်းပြောင်းသွား ਈ ဟုတ်တယ်ခမရတို့တွေကပါပီလွန်းဆိုတာပဲသူလဲကျွန်တော်ပဲသူအလွန်အံဩသွားပုံရ ਈ ရုပ်ကြည့်ပင်ကျွန်တော်ကိုချိန်ရထားတော့သူတနက်ကိုပြန်ချလိုက်ပြီးကျွန်တော်ကိုလက်ဆွဲနှုတ်ဆက်လိုက် ਈ ခမရတို့ထွက်ပြေးသွားကြတဲ့ကိစ္စနဲ့ပတ်သက်ပြီးပတင်ကမှုနဲ့ကျွန်တော်တို့ရွှေသမားဟောင်းတွေစုနေတဲ့ရွာကလူတဝက်လောက်အဖမ်းခံရတယ်ကိစ္စတော့မရှိပါဘူးတော်တော်ကြာတဲလွန်စားဘယ်လိုမှရှာမရရင်ပြန်လွှတ်ရမှာပဲကျွန်တော်စိတ်အနေငယ်အေးသွား ਈ သူသည်သူ့ကြောတွင်ပို့ထားသောလွယ်အိတ်ကိုချပြီးအထဲမှဓာတ်ဘူးတစ်ခုကိုထုတ်လိုက်၍ကော်ဖီအနေငယ်ကိုခွက်တစ်ခုထဲထည့်လိုက်၏။ယော့တောက်ပါဦးကျွန်တော်ကိုကော်ဖီခွက်လှမ်းပေးလိုက်၏။ခင်ဗျားတို့နဲ့အတူတနက်တစ်လက်ပါသွားတယ်ဆိုတာသိလို့ခင်ဗျားတို့နောက်ကိုဘယ်မုတ်ဆုမှမလဲရရဘူး။ဩနေပါဦးဗျာဒီအနားမှာကျွန်တော်ထောင်ထားတဲ့ကြက်ထောင်ကြောက်တစ်ခုရှိတယ်။ကျွန်တော်ပြုံးလိုက်၏။ဒါလေကျွန်တော်ထောင်ကြောက်မှာမိထားတဲ့ကြဲခင်ဗျားတို့ချက်စားလိုက်ပြီးပြီချင်တယ်။ဟုတ်ကဲ့ သူလည်းရော့၍ပြုံးလိုက်၏ကျွန်တော်ကလိုစီနှင့်မာကျူရဲရှိသောနေရာသို့သူကိုခေါ်သွား၏သူအမှုရာမှာရှင်မြူးနေ၏ကျွန်တော်တို့နှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာနေသလိုရှိ၏ကျွန်တော်တို့ကိုဒုက္ခပေးမိအမှုရာမျိုးလုံးဝမတွေ့ရပါသူအမိမှာဗရီတန်ဖြစ်၏ကျွန်းသမားဟောင်းဖြစ်၏သူပြောပြ၍သိရသည်မှာဂီရနာတကျွန်းသို့သူရောက်နေသည်မှာနှစ်ပေါင်း20ရှိပြီဟုဆို၏လွန်ခဲ့သော၅နှစ်ကသူထောင်မှလွတ်၏ သို့သောသူမျက်နှာတွင်ဖြစ်နေသောဆေးမင်းကြောင်များကြောင့်ပြင်သစ်တို့လည်းမပြန်ခြင်းတော့ဂီရနာတွင်ပင်အခြေဆိုင်နေပြီးအမဲလိုက်ခြင်းဖြင့်အသက်မွေးနေသည်ဟုဆို၏သူကြားသည်ခဲ့သည်၍ထောင်ဆေးယုံမှ မာကျူရနှင့်မျှပြီးကျွန်တော်မိနေအောင်ရိုက်ပစ်ခဲ့သောအာရတ်မှာကျွန်တော်တို့လွတ်ပြေးမှုတွင် အကူအညီပေးခဲ့သည်ဟုထောင်အာဏာပိုင်များကယူဆပြီးအထူးမြေတိုက်အမောင်းကန်းတွင်ချုပ်ထားသည်ဟုဆို၏ထောင်ဝါရာသုံးယောက်မှလည်းခေါင်းမကွဲကြပါဖူးယောင်လာယုံမျှဖူးယောင်ကြ၏ ဂျိုးဆက်အကြောင်းကိုမေးကြည့်ရင်ဂျိုးဆက်မှလည်းမတင်ကားမှုဖြင့်အဖန်ခံရသည်ဟုဆို၏ကျွန်တော်ကဂျိုးဆက်ထာမဝယ်ထားသောလေအကြောင်းပြောပြလျင်ပရိဒန်ကသူကြည့်ခြင်းသည်ဟုပြောသည်ဖြင့်ကျွန်တော်လိုက်ပြ၏ဒီလင်းနဲ့တော့မသွားနဲ့ပြုခမရတို့ပင်လယ်ထဲမရောက်ခင်ပဲရင်းနှီးပြီးတည်ကြလိမ့်မယ်ဂျိုးဆက်ဆိုတဲ့အကောင်ကကောင်းတဲ့အကောင်မဟုတ်ဘူးလူယုတ်ဘဝသူကျွန်းသမားချင်းပေါ်မှာလည်းနည်းနည်းမှညာတာတာမဟုတ်ဘူးကျွန်တော်တို့ဒီလေကိစ္စကိုဘယ်လိုရှင်းကြရင်ကောင်းမလဲခမရတို့မှာငွေရှိသေးလားရှိတယ်ရှိရင်ဒီလိုလုပ် ခင်ဗျားတို့ခိုကျွန်းကိုသွားကြခိုကျွန်းမှာလှေကောင်းကောင်းရနိုင်တယ်ခိုကျွန်းဆိုတာကအနူရီထားတဲ့ကျွန်းအနူ၂၀၀လောက်အဲ့ဒီကျွန်းမှာနေတယ်လူကောင်းဘယ်သူမှအဲ့ဒီကျွန်းကိုမသွားရဲဘူးဆရာဝန်တော်မသွားဘူးအနူအလုံးကထောင်ကြွေကြီးပဲနူနေလို့ထောင်ထဲမှာထားပဲအဲ့ဒီကျွန်းသွားထားတာထောင်အနာပိုင်းတွေအနေနဲ့မနေ့တိုင်း၈နာရီမှာသူတို့အတွက်ရိတ်ခါသွားပို့တယ်ဘယ်သူမှကျွန်းပေါ်မတည့်ရဲဘူးရိတ်ခါချထားပေးရမယ့်နေရာမှာပြစ်ချထားကြပေးတာပဲအနူတွေကသူတို့ဟာသူတို့ တက်ငယ်တဲလူတွေစောက်ပြီးနေတယ်။ရတဲ့ရိခါကလည်းမလောက်တော့သူတို့ဟာသူတို့ကျက်နဲ့ဝက်တွေမွေးတယ်။ဥရိယာသူတို့ခိုးကျွန်းပြင်ဘဲမှမထွက်ရဘူး။ဒါပေမဲ့အမြဲခိုးထွက်တယ်။သူတို့ကျွန်းကထွက်တယ်ကျက်နဲ့ဝက်တွေကိုတခြားကျွန်းမှလိုက်ရောင်းတယ်။ပစ္စည်းချင်းဖလဲတယ်။ဒီလူတွေက သိပ်လက်သွက်တယ်။သူတို့အချင်းချင်းတက်တာတွေမရှိပေမဲ့တခြားကျွန်းကိုခိုးလာတဲ့အချိန်မှာပစ္စည်းလူဖို့လူသတ်ဖို့နည်းနည်းလေးမှဝင်လေတဲ့လူတွေမဟုတ်ဘူး။သူတို့စီမှာတခြားကျွန်းတွေကခိုးပြီးဝက်ထားတဲ့လှေတွေရှိတယ် လေတွေကလေကောင်းတွေများတယ်ခင်ဗျားတို့တို့နဲ့အပေးယူမြရင်လေကောင်းကောင်းကိုဝယ်လို့ရနိုင်တယ်အဲ့ဒီလေတွေနဲ့ဆိုရင်ခင်ဗျားတို့ပင်လေခီးကိုကောင်းကောင်းသွားနိုင်တယ်အဲ့ဒီကျွန်းကိုဒီကဘယ်လိုသွားရမှာလဲကျွန်တော်လိုက်ပို့ပေးမယ်ကျွန်းပေါ်တော့ကျွန်တော်မတက်ဘူးကျွန်းကိုမြင်ရတဲ့အထိကျွန်တော်လိုက်ပြမယ်ကျွန်တော်လေရှိကသွားမယ်ခင်ဗျားတို့လေ နောက်ကလိုက်ဒီကျွန်းကပင်လေဝကမိုင်းတရာတိတိဝေးတယ်စိတ်လော်လင်ကျွန်းကမိုင်30ဝေးတယ်ကျွန်တော်တို့ခုနေရာကနေမြင့်ညာဘက်ပြန်ဆန်တက်ရမယ် ဘယ်တော့သွားကြမလဲဒီညသွားမယ်ဘယ်ချိန်စဖက်မလဲအခုဘယ်ချိန်လဲ၃နာရီဒါပြင်ကျွန်တော်ခဏအိတ်လိုက်အောင်မယ်မအိတ်နဲ့တော့ခင်ဗျားတို့ပစ္စည်းတွေအခုအလင်းရောင်ရှိတုန်းမှာကြိုပြီးအကုန်အစင်လစ်တင်ထားလိုက်မောင်လာမပစ္စည်းတွေတင်ဖို့ကြိုးစားရင်မလဲတော့ဘူးကိစ္စမရှိဘူးကျွန်တော်ပစ္စည်းတွေအကုန်လုံးဒီမှာကလိုစီနဲ့ထားခဲ့မယ်လေးသိရလာပြီးမှကလိုစီပြန်ခေါ်ရင်ပစ္စည်းတွေလည်းတင်တော့မယ်ဟဲ့လူမရဘူးနော်ခုဒီနေရာကိုခင်ဗျားတို့ပြန်လာတတ်မှာမဟုတ်ဘူးဒီနေရာကိုပြန်ရှာဖို့ဆိုတာ သွားနေကြလာနေကြလူမဟုတ်ရင်ဘယ်လိုမှမရှာနိုင်ဘူးတခါတည်းသာပစ္စည်းတွေအကုန်တင်ပြီးအလူသွားကြနောက်ခင်ဗျားတို့ကိုလိုက်ရှာနေကြတဲ့ထောင်ဝါဒါတွေတွေ့နိုင်တဲ့အန်ဒီရကလည်းရှိသေးတယ်ညနေမောင်ကြီးပြောသည်နဲ့ကျွန်တော်တို့ပုံရွှေနေသောဒေါ်ဇမထွက်လာကြ၏ကျွန်တော်တို့အားလုံးဗြိတန်ဤလေတွင်ပေါင်းစည်းကြပြီးကျွန်တော်တို့လေကိုနောက်မှကျိုးဖြင့်ဆွဲလာခဲ့ကြ၏ရေဆန်ခီးသွားနေရသဖြင့်လေသွားနှုတ်မှအလွန်နှေးကွေးလာ၏မြမလာရောက်ရှိတော်လဲမြစ်ပြင်ကျဲတွင် မြင်ကွင်းကိုအထိုင်းအလျောက်မြင်ရ၏ညရှင်းနိုင်ခန့်တွင်ရေတက်လာ၏ရေတက်လာသည်နှင့် လေသွားနှုတ်မှတိတိတသားမြန်းလာ၏ဟောဟိုမှရောက်ပြီ ရှိကကျွန်းဟာခိုကျွန်းဆိုတာပဲကဲကုလူတို့သွားကြတော့အလုံးဆင်ပြေကြပါစေဗရီတန်ကကျွန်တော်တို့ကိုနှုတ်ဆက်ပြီးသူ့လေကိုစန့်ကျင်ဘက်သို့ပြန်လောသွား၏၅မိနစ်ခန့်အတွင်းအမောင်တို့အတွင်း၌သူ့အရေးအယောင်များမမြင်ရတော့ကျွန်တော်သည်လေဦးကိုကျွင်းရှိရာသို့တက်မှတ်စွာဥတီလိုက်၏ မိနေပိုင်းတွင်တွင်ကျွန်တော်တို့ကျွန်းဒီတို့ရောက်ခဲ့ကြလိမ့်ပြီကျွန်တော်ဒီကန်းဆက်ရှိမိနေရာကိုမှန်၍လေဦးကိုထိုးတင်လိုက်ကျွန်တော်မှန်းစားချက်မမှန်ပါကန်းဆက်အနီးမှရေတွင်မြုပ်နေသောတင်းကုတ်တို့တို့ကိုတိုက်မိပြီးလေမှာမှောက်လို့နှီးပါလူသွား၏လေပေါ်တွင်ပါသောပစ္စည်းအလုံးရေထဲကျကုန်၏မာဂျူရကရုတ်တရက်ရေထဲခုန်ဆင်းပြီးလေကိုမမှောက်ရန်ကုထိန်ပေ၏တမနီကန်တွင်ပင်ကန်းဆက်တို့ကပ်မိကြချေပြီးကျွန်တော်ဒီမာဂျူရနှင့်ဂလိုစီကိုလေပေါ်တွင်ထားခဲ့ပြီး ကုန်းဘော်တို့ကျွန်တော်တယောက်တည်းတက်သွား၏လမ်းပြမသွားရန်အတွက်အိမ်မြောင်ကိုလည်းအသင့်ယူလာ၏ခြုံတော်များမှာအလွန်ထူထပ်လွန်းသည့်ဖြင့်ခက်ခဲစွာတိုးသွားနေရ၏နိုင်ယူဝက်ခန့်သွားမိလျင်မိအောင်ချုပ်ကိုတွေ့ရ၏မိအောင်ရှိရာသို့၁၀မိနစ်ခန့်ဆက်ဥတီသွားမိလျင်တငယ်တဲ့သုံးလုံးကိုတွေ့ရ၏တဲများနီတို့ရောက်သည်နှင့်ခွေးကောင်ကကျွန်တော်ကိုစီးဟောင်၏ဘယ်သူလဲကျွန်တော်ပြန်မထူပဲငိမ့်နေ၏ဟိတ်ဘယ်သူလဲတဲတကားရွယ်တွေ့ရပွင့်သွား၏ လူသုံးယောက်ပေါ်လာ၏အနူများဖြစ်ဟန်ရှိ၏ဆေးုံဖောက်ပြေးသွားတဲ့ဆိုတဲ့ကောင်တွေထင်တယ်။သုံးယောက်ထဲမှတစ်ယောက်ကသူတို့အချင်းချင်းမေကွန်းထုတ်တကဲသို့ပြောလိုက်၏ဟုတ်ကဲ့ကျွန်တော်ကဒီငင်းစွာပြန်ဖြေလိုက်၏ခမရလက်ထက်မှာတနက်ရှိရင်အောက်ချလိုက်ပါဒီကျွန်းရောက်လာပြီဆိုရင်ဘဲဝါရာအန်ဒီအမကြောက်စရာမလိုတော့ဘူးသုံးယောက်လုံးပင်အမှောင်ထဲ၌ရပ်နေတော့ကျွန်တော်ကိုလဲကွဲစွာမြင်နိုင်စွာအားရှိကြသည်ဟန်မတူပါကျွန်တော်မှာတနက်မပါပါဘူးလူကြီးပဲလာခဲ့တာပါဝင်ခဲ့ဝင်ခဲ့ တဲတဲ့ကိုဝင်ခဲ့ပါ ကျွန်တော်တဲတဲ့ဝင်လိုက်သွားပြီထိုင်ကျိုးကလေးတိုင်းတစ်ခုတွင်ဗာမြတို့ဝင်မနေပဲကျွန်တော်ထိုင်ချလိုက်လူတယောက်ကမိန်ထားသောမိအိမ်ကိုမိစာမြင့်လိုက်ပြီးကျွန်တော်လာချိုတီးပါသူ့နာမည်သူပြော၍မိတ်ဆက်လိုက်မိအိမ်မှအလင်းရောင်မှကျွန်တော်မျက်နှာကိုလာဟတ်၏တဲအတွင်း၌လူ၅ယောက်ရှိသေး၏လက်အိမ်နေရာမှအသီးသီးထားထိုင်လိုက်ကြ၏အချင်းချင်းလဲတိုး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 နဲ့စကားပြောကြ၏တိတိနေကြသံကွာ လာချိုဒီကသူ့လူများကိုသူအတန်တိတ်နေခိုင်းလိုက်လူတယောက်ကရှေးနာသူအနေငယ်တို့လာပြီးကျွန်တော်နဲ့မလမ်းမကမ်းတွင်မြေပြင်၌ဖင်ချထိုင်လိုက်ထွက်ကမှပင်သူတို့ဤမျက်နှာတစ်ခုကိုကျွန်တော်ပထမဆုံးမြင်ခွင့်ရ၏ကြောက်စရာဖြစ်နူနာများကြောင့်ထိုလူမျက်နှာလုံးဝကြည်မကောင်းပါယွင်စရာကြက်တီထားစရာကြီးဖြစ်နေ၏ကျွန်တော်ဒီကျွန်တော်စိတ်ထဲဖြစ်နေသည့်များကိုသူတို့မယိမ့်မိအောင်ကြိုးစား၍ဖုံးပြထား၏ကျွန်တော်တွေ့ရသောမျက်နှာတွင်နှာခေါင်းမရှိ အသားများကျွေပြီးနှာခေါင်းအယိုးငုံငောသာရှိနှုတ်ခမ်းတစ်ချမ်းမှာလည်းရွှင်ရုံမှနှုတ်ခမ်းတစ်ဖက်ပဲ့နေသလိုပြပီရီကြီးပဲ့ကြနေ။သွားများမှာလည်းအယုတ်ဆိုးလာ၏။ခမားအကူကြီးလိုချင်လို့ဒီကျွန်းပေါ်တက်လာတယ်ထင်တယ်။ဟုတ်ကဲ့ကျွန်တော်တို့တွေကတော့ထောင်ပေါက်ပြေးရတဲ့လူဆိုရင်ဘယ်သူပဲကျွန်တော်တို့စီရောက်လာရောက်လာအကူကြီးပေးဖို့အသင့်ပဲ။ကျေးဇူးပါပဲခမား။ဘာမှကျေးဇူးတင်စရာမလိုပါဘူး။ကျွန်တော်ကိုခမားဂျင်းလို့ခေါ်နိုင်တယ်။ကျွန်တော်လွန်ခဲ့တဲ့10နှစ်က ဂီရနာကိုရောက်လာစားတော့ကဆိုခမည်းထံလဲကျမ်းပါတယ်ခမည်းထံလဲလှတယ်ဆယ်စုနှစ်အတွင်းတကြွင်ရောက်ပြီးဖြစ်သွားခဲ့တာတွေကြည်စမ်းခမည်းတို့ကိုထောင်းအာနာပိုင်တွေကဆေးမကုပေးဘူးလားကုပေးပါတယ်တခါတခါလဲတက်တာလာတို့တော့ရှိမိတာဒီကျွန်တော်လက်တစ်ဖက်ကိုကြည့်ပါလားအစီဆေးစမ်းထိုးကြည့်တာအနာတွေခြောက်လိုက်လာတို့ပဲကျွန်တော်ကသူပြနေတော့လက်ကိုလှမ်းကန်ရန်ဟန်ပြင်လိုက်ဂျင်းကချက်ချင်းပြန်ရုပ်လိုက်မကင်နဲ့ခမည်းမှတ်တာ ဒီကျွန်းမှာရှိတယ်ဘဲသူရဲ့အသားကိုမှခမရသွားမထီနဲ့ဘဲသူရဲ့ပကံခွက်ရောက်ကိုမှလည်းရောင်ပြေးသွားမသုံးလိုက်နဲ့ထိုချိန်၌အပြင်မှတဲတွင်သို့လူတယောက်ဝင်လာ၏တို့ဆောင်တဲ့သူ့လူတွေကလည်းဧည့်သည်ကို တွေ့ကြကြလို့တဲ့ခေါ်ခဲ့ပါလို့ကျွန်တော်ပြောခိုင်းလိုက်တယ်ကဲလားဂျင်းကရှေ့မှထွက်သွား၏ကျွန်တော်ကသူ့နောက်မှလိုက်သွား၏ကျန်လူများလည်းကျွန်တော်နောက်မှလိုက်လာကြ၏အလုံး၅မိနစ်သွားရ၏အလွန်ကြီးသောတဲတလုံးကြီးအနီးသို့ရောက်သွား၏ တဲတကားပွင့်သွား၏တဲတွင်၌လာလာမိအိမ်နှလုံးထွန်းထားပြီးအမှု30ခန့်ကိုတွေ့ရ၏ထိုထဲမှခေါင်းဆောင်ဖြစ်ဟန်ရှိသောပုဂ္ဂိုလ်ကကျွန်တော် တောဆော့ပါခမရပါပြီလွန်ထင်လေကျွန်တော်အလွန်အံ့ဩသွား၏တကြွင်တရင်များမှာအလွန်ပြန့်နှံ့လွယ်လာပါလားခမရအံ့ဩသွားတယ်ထင်လေမအံ့ဩနဲ့ထောင်ဖောက်ပြေးတဲ့သတင်းစိုးတွေကဒီမှာသိပ်ပြန့်နှံ့လွယ်တယ်ဒါနဲ့ခမရတို့လူပြေးလာတဲ့တနက်ဘယ်မှာသိမ့်ထားတယ်လဲရေထဲမှာဘယ်ရေထဲမှာလဲထောင်ဆေးရုံနိုင်ရန်ပေးမြစ်ထဲမှာ ကျွန်တော်တို့ညာကြီးခုံချကြတဲ့နေရာအတိကျလောက်မှာပဲတမင်ပြစ်ချခဲ့တာတော့မဟုတ်ဘူးခုံချတော့မှအဲမတော်တဆကြသွားတာဒါဖြင့်ပြန်ဆယ်လို့ရနိုင်တယ်ပေါ့ရနိုင်ပါတယ်ရေကတိတ်မှမနဲ့ပဲရေမနဲ့ဘူးဆိုတာခင်ဗျဘယ်လိုသိတယ်လဲကျွန်တော်အဖော်တရားနိုင်ငံဘော်ကခုံချတော့မှခြေတစ်ဖက်ကျိုးသွားပါတယ်ဒီခြေကျိုးသွားတဲ့လူကိုရေထဲရှောက်ပြီးလှေပေါ်ကျွန်တော်တို့ထန့်တင်ခဲ့ရတာပဲအဲ့ဒီလူကအခုပဲမှလဲလှေထဲမှာခမရအကူကြီးတောင်းကျင်လို့ကျွမ်းပေါ်တက်ခဲ့တာဆိုဘာအကူကြီးမျိုးလိုချင်လဲ လေလိုချင်လို့ပါခင်ဗျာကျွန်တော်တို့စီကလေကိုလိုချင်တယ်ဟုတ်ကဲ့ကျွန်တော်မှာငွေရှိတယ်လေဝယ်ချင်လို့ပါအတော်ပဲကျွန်တော်မှာရောင်းစရာလေရှိတယ်လေကအစ်စ်အစ်စ်ဆိုမှအစ်စ်ရက်ချွဲဗျာကျွန်တော်အရင်ဘက်ကမှအေရဗီနာရွာကတွားခိုးလာတဲ့လေကြီးလေအတော်ကြီးတယ်ပင်လယ်ခီးကောင်းကောင်းတွားလို့ရတယ်အဲတခုပဲလိုနေတာကယေရှုအထင်းပါဒီယေရှုအထင်းကလည်းတိတ်တော့ရေးမကြည့်ပါဘူးနှစ်နာရီအတွင်းမှာခင်ဗျာကိုကျွန်တော်အစ်စ်တခုလုတ်ပေးနိုင်တယ်ကျန်ပစ္စည်းတွေတော့အကုန်စုံတယ် ်ဘက်ကလည်းပထမတန်းရွက်တိုင်ကလည်းရိုးရိုးသေးသေးရွက်တိုင်မဟုတ်ဘူးတန်ကွက်တွေနဲ့အခိုင်အမာလုပ်ထားတဲ့ရွက်တိုင်ရွက်ကလည်းအစ်စ်ခင်ဗျဘယ်တော့ပေးနိုင်မလဲခင်ဗျဘယ်တော့လိုချင်တယ်လဲကျွန်တော်ဒီမှာလှေစေးဘယ်တော့ရှိတယ်လဲသိတာမဟုတ်ဘူးဖရန့်3000ဆိုရင်များမလားခင်ဗျမှာ3000ကျအောင်ငွေရှိရင်လည်းငွေပေးဗျာမရှိလဲမနှက်ခံကြမှာခင်ဗျတို့ရေးတဲ့ချထားတဲ့တနက်ကိုသွားပြန်ဆဲပါတနက်ရလာရင်တနက်နဲ့လှေကျွန်တော်လဲပေးမယ်ကိစ္စမရှိဘူးကျွန်တော်မှာငွေရှိတယ်ခင်ဗျားတောင်းတဲ့ဖရန့်3000ကျွန်တော်ပေးမယ်ကဲ ဒါဆိုရင်လည်းပြည့်ရောပေါ့လူပွေကော်ဖီလုတ်ကွာလူပွေဆိုသူကချက်ချင်းထားပြီးကော်ဖီဖြော်ဤကျွန်တော်အရှိတွင်ကော်ဖီတစ်ခွက်လာချပေးဤရော့တော့ဗျာကျွန်တော်လည်းနဲ့ထိထားတဲ့အတွက်ခမဒီကော်ဖီကိုဘာမှမတုံ့မတန့်ဖြစ်မနေနဲ့ဒီဒီကျွန်းလုံးမှာအနုယောဂအချောင်မျိုးဆွဲနေတဲ့လူဟာကျွန်တော်တယောက်တည်းရှိတယ်အနုချောင်မျိုးဟာမကူဘူးဘာမှမကြောက်နဲ့ကျွန်တော်ကကော်ဖီပကံကိုယူပြီးမော့တော့ပြစ်လိုက်ဤခမအခုလာမဲ့တနေ့လုံးညနေဆောင်တဲ့အထိဒီကျွန်းမှာပဲနေရအောင်မယ်နော် ခမရလှေရှိတဲ့စီပြန်သွားပြီးခမရလူတွေလည်းဒီကော်ခဲ့ခမရတို့လေကိုလည်းအပြီးအစအနပြန်မပေါ်အောင်မြုပ်ပစ်ခဲ့ခမရတို့ပင်လက်ခီးမစခင်ပြင်ဆင်ကြရမယ့်ဟာတွေလှုပ်ရှားတွေအများကြီးရှိသေးတယ်ကျွန်တော်တို့ကလည်းဝိုင်းကူလှုပ်ပေးဖို့ခမရတို့အနာကတ်လို့ကောင်းကြတာတွေမဟုတ်ဘူးကျွန်တော်လှေရှိရာတို့ပြန်သွား၏ကလိုစီကိုလေပေါ်မှထမ်းချပြီးတက်တလုံးတို့ခေါ်လာခဲ့၏ထို့နောက်လိုအပ်သည့်ပစ္စည်းအနည်းငယ်ကိုကုန်းပေါ်တင်ပြီးလေကိုငယ်များနှင့်ဖြည့်ဖြည့်မြုပ်ပစ်လိုက်၏မုံမလင်းသေးပါ ပဝန်းကျင်တစ်ခုလုံးမှာအမောင်တို့ဖုံးအုပ်နေစေဖြစ်ဟီကျွန်တော်ကဂလိုစီနဲ့မာကျူရက်ကိုလေသစ်ဝယ်လာနိုင်သည့်အတွေ့အကြုံများကိုအသေးစိတ်ပြန်ပြောပြလိုက်။အင်းဒါဆိုရင်တို့လုပ်ငန်းစကားတွေကကုန်တဲ့ငွေကတော့ဖရန့်6000တိတိရှိသွားပြီ။အတော်ပဲကျွန်တော်မှာအဆောင်ငွေ3000ရှိတယ်။ကျွန်တော်တက်ဝက်ပေးမယ်။ဂလိုစီကကျွန်တော်ကိုပြောလိုက်ချင်းဖြစ်ဟီမလိုပါဘူး။ခမငွေခမပဲယူထားပါ။ကျွန်တော်ငွေရှိသလောက်သုံးအောင်ပဲ။အားလုံးကုန်တော့ခမငွေဆက်သုံးကြတာပေါ့။အလင်းရောင်ပေါ်ခဲ့လေပြီ။ မကြမီတော့စော်လဲရောက်ရည်လာဤတဲတွင်တို့ဝင်လာဤခမရတို့ဒီကျွန်းပေါ်မှာလွတ်လွတ်လပ်လပ်သွားကြပါဘာမှမကြောက်နဲ့ခမရတို့ကိုဘယ်သူမှအန္တရာယ်မလုပ်ဘူးဝါရာတွေရန်လဲမကြောက်နဲ့ကျွန်တော်တို့ဒီကျွန်းရဲ့အမြင့်ဆုံးနေရာမှာကြီးကင်းချထားတာရှိတယ်ဒီကျွန်းကိုဥတည်ပြီးလေရစင်လာတာတွေ့တာနဲ့ခမရတို့ချက်ချင်းတရင်ရမယ်ကျွန်တော်ကလေဤယေရှုအထင်းချောင်းကိုမေးလိုက်ဤဘာမှမပူနဲ့ကျွန်တော်တို့အထက်ကလက်ရအကောင်ဆုံးလက်သမားနှစ်ယောက်ကိုအကောင်ဆုံးတည်သားရှာပြီးခုတ်ထားခိုင်းပြီး ။လှေလဲရေထဲမြုပ်ပြီးဝှက်ထားတဲ့စီကပြန်ဖော်ထားပြီးပြီ။လာလေခင်ဗျားတို့မြင်ရင်လိုက်ကြည့်ကြပါလား။လှေကတော့မင်းညားကကျွန်တော်ပြောတဲ့အတိုင်းပထမတန်းပဲ။ကျွန်တော်တို့တော်စော့နောက်လိုက်သွားကြပြီ။မှန်ပြီ။တော်စော့ပြောသည့်အတိုင်းပင်လှေမှာပထမတန်းဖြစ်ပြီ။ဘင်းလေခကြီးကိုစိတ်ချစွာသွားလာနိုင်တော့လှေဖြစ်ပြီ။နေလေဘက်တွင်တကြွမအကျဉ်းချင်းထွက်ပြေးဘူး၍ပင်လေကြီးတွင်အတွေ့အကြုံရှိဆုံးဖြစ်သောအနုတယောက်နှင့်မိတ်ဆက်ပေ၏ထိုအနုကဒီရာနာပတ်ဝန်းကျင်ရှိဒီရေနှင့်ပတ်သက်သည့် မှတ်သားထားတဲ့သောအချက်များကိုကျွန်တော်ကိုအသေးစိတ်ပြောပြ၏ဒီနေ့လေဒီရီတက်ချိန်ကနည်းနည်းစောမယ်ညနေ3:00နာရီမှာဒီရီတက်ချိန်ရက်ပြီးဒီရီပြန်ကြမယ်ဒါပေမဲ့ဒီရီကြာနှုန်းကနေ့နေလို့ခင်ဗျားတို့မထွက်နိုင်ဘူးညနေ6:00နာရီလောက်မှာထွက်အဲ့ဒီအချိန်ကဒီရီကြခြင်းအပြင်းဆုံး3:00နာရီအတွင်းခင်ဗျားတို့မိုင်60ခီးကိုပေါက်သွားမယ်ဒီအချိန်မင်းဆုံးနေရာကမြစ်အလယ်မှာဒါကြောင့်ခင်ဗျားတို့မြစ်အလယ်ကလိုက်သွားဒီရီကြခြင်းကည9:00နာရီမှာရက်သွားမယ် ဒါကြောင့်ည9:00နာရီထိုးတာနဲ့ခမည်းတော်လေးကိုမြစ်ကန်းတစ်ဖက်ဖက်ကိုပြန်ကပ်ပြီးတစ်ပင်တစ်ပင်မှာအသေးချာချီထားလိုက်ဒီပြန်တက်တော့မယ်ဒီတက်ချိန်ကမနေ့3:00နာရီမှာရက်သွားမယ်ဒီကြချိန်ပြန်ရောက်ပြီဒါပေမဲ့ခမည်းတော်ဒီကျွန်းကစထွက်သွားတယ်လို့ပဲဒီပြန်ကြကြချင်းမထွက်နဲ့အောင်ရေစီးလုံးဘာမှမရှိသေးဘူးမနေ့၄နာရီခွဲတိတိမှာစထွက်တနာရီခွဲအတွင်းမှာပင်လယ်ဝရောက်ဖို့ကြံနေတဲ့မိုင်30ခီကိုခမည်းတော်ပေါက်ပြီးပင်လယ်ချောချောမောမောရောက်သွားလိမ့်မယ် ဲ့ဒီဒဏ္ဍာရီခွဲခီးကအရေးအကြီးဆုံးတော့မနေ့6နာရီဆိုရင်မိုးကလင်းပြီပင်လယ်ဝါနသွားဆောင်နေတယ်ထောင်ဝါရာတွေရဲ့လှေရှိရင်လည်းခမားတို့ကိုမြင်တော့မယ်ပင်လယ်ထဲရောက်သွားပြီဆိုရင်တော့အရေးမကြီးဘူးသူတို့လေတွေကပင်လယ်ထဲဆက်လိုက်နိုင်တဲ့အခြေအနေမရှိဘူးခမားတို့လေကရွက်တရွက်ထဲပါလားနှစ်ရွက်လားနှစ်ရွက်အထင်းရွက်နဲ့ရွက်မကြီးနှစ်ခုလုံးပါတယ်ကောင်းတယ်ဒီတော့မှအရေးဆိုမြန်မြန်သွားနိုင်မှာပင်လယ်ထဲရောက်ပြီးရင်ကောခမားတို့ဥတီသွားရမယ်အိမ်မြောင်ညွန့်နေသိလားမသိဘူး ျွန်တော်သိတာကတော့မြောက်စုစုကိုဥတီသွားရင်ဗီနီဇွဲလားနိုင်ငံနဲ့ကိုလံဘီယာနိုင်ငံတစ်ခုခုကိုတနေ့မို့တနေ့ရောက်သွားမယ်ဆိုတဲ့အကြံတော်လောက်ပဲအဲ့ဒါမှန်တော့မှန်တယ်ဒါပေမဲ့ဘယ်ဘက်ကိုပြန်မကက်မိအောင်ကောင်းကောင်းသတိထားကောင်းတာကပင်လေတဲ့ရောက်တာနဲ့အရှိမြောက်ကိုဥတီပြီးသုံးရက်သွားလေးရမြောက်နေ့မှာအနောက်မြောက်ဘက်ကိုဥတီလမ်းကြောင်းပြန်ပြောင်းလိုက်ဒါဘေးရန်အကင်းဆုံးပဲအခုခင်ဗျားတို့မာလိုနီမြစ်ကထွက်ရင်ပဲနော်ဘယ်ဘက်လမ်းက dash ပိုင်းတယ် dash ပိုင်တဲ့ကမ်းဘက်လည်းသွားမကတ်နဲ့ dash တရားဥပဒေကပြင်သစ်ဒကျွန်းသမားကိုလက်မခံဘူးပြင်သစ်အာဏာပိုင်တွေလက်ထဲပြန်အပ်လိုက်မယ်ဗီနီဇယ်လားနိုင်ငံကလည်းခမရတို့ကိုလက်မခံဘူးနော်ခမရတို့ကိုလက်ခံမှာအင်္ဂလိပ်ပိုင်တဲ့ Trinidad စိတ်ကမ်းတစ်ခုပဲရှိတယ်အင်္ဂလိပ်ဥပဒေကခမရတို့ကိုပြင်သစ်ပြန်မပို့ဘူးဒါပေမဲ့သူတို့စိတ်ကမ်းမှာနှစ်ပတ်ပဲနေခွင့်ရှိတယ်နှစ်ပတ်ပြည့်တာနဲ့သူတို့ပိုင်တဲ့နယ်နိမိတ်ကခမရတို့ပင်လယ်ထဲပြန်ထွက်ရမယ် ကျွန်တော်တို့ပြောဆိုသမျှကိုအမှုအများပြပင်မလံမကမဝိုင်းထိုင်၍နားထောင်နေကြ၏တော်ကျင်၌ဂျင်ကလည်းရောက်လာ၏တောဆော့ခမည်းလေးကိုဒီလူတွေဘယ်လောက်နဲ့ရောင်းလိုက်တယ်လဲဖရန့်သုံးတောင်းဘာဘီလွန်ခမည်းမှာဖရန့်သုံးတောင်းမပေးစရာရှိလားရှိတယ်အဘိုးသုံးရောကြံသေးလားမကြံဘူးဒါကျွန်တော်တို့မှာပါတာအကုန်ပဲကျွန်တော်ကညာပြောလိုက်၏တောဆော့ကျွန်တော်ဒီလူတွေကိုငွေနည်းနည်းပေးလိုက်ခြင်းလေခမည်းကျွန်တော်ချော်လုံးပြူကိုဝယ်ပါလား မဘယ်လောက်ပေးနိုင်မလဲဖရန့်တစ်ထောင်ယော့ဒီမှာကျွန်တော်တနက်ဂျင်းကသူ့ခါနောက်တွင်ဝက်ယူလာသောခြောက်လုံးပြူတနက်ကိုဆွဲထုတ်၍တောဆော့ကိုပေးလိုက်တောဆော့ကလည်းချက်ချင်းပင်ဖရန့်ငွေတစ်ထောင်ထုတ်ပေးတောဆော့ပေးသည်မငွေအကုန်ကိုပင်ဂျင်းကကျွန်တော်ကိုလှမ်းပေးလိုက်ကျွန်တော်ငွေမကြံတော့ဘူးဟုစောစောကပြောလိုက်မိသည်ကိုရင်ထဲ၌အလွန်ရှက်၍သွား၏ဟာမလုပ်ပါနဲ့ဗျာကျွန်တော်တို့မယူချင်ပါဘူးကျွန်တော်ဘယ်သူမှညှင်း၍မရပါဂျင်းကကျွန်တော်လက်ထဲသို့အတင်းထည့်၍ပေး၏ တကယ်တော့တောဆော့ကလည်းကျွန်တော်တို့အပေါ်၌အစွမ်းကုန်ကူညီလိုက်ခြင်းဖြစ်သူလေကိုဖရန်ငွေ၃000ထား၍ရောင်းပေးဒီမှာကျွန်တော်တို့ကိုအောက်ဈေးထား၍ရောင်းပေးခြင်းဖြစ်သူလေမှာလေသည့်ဖြစ်သည့်ဖြင့်ဖရန်ငွေ9000အထက်တွင်တန်ပါသည်တော်ကျင်၌လာချိုတီကလည်းသူ့အုပ်ထုပ်ကိုမြေကြီးပေါ်သို့ပြချ၍ကျွန်တော်တို့အတွက်ကြံအလူများထံမှအလူငွေတောင်းလိုက်အံဩစရာဖြစ်ပါသည် မလမကန်တွင်ဝိုင်းဆိုင်နေကြသောအမှုများတယောက်ချင်းထားပြီးသူတို့ကိုအတွင်း၌ဝတ်ထားသောဖရန့်ငွေများကိုထုတ်၍လာချိုတီအုတ်တော်ထက်ပြစ်သွင်းပြီးတက်ဆန်းသည့်အလူငွေပါဝင်ကြ၏သောသောကငွေကုန်သွားပြီဟုလိန်ထားမိသည့်အပြစ်ကိုကျွန်တော်ပို့၍ရှက်လာမိမတတ်နိုင်လွင်ပြီးသောစကားဖြစ်၍ပြန်မယုံနိုင်တော့ဘဲငြိမ်နေရ၏တော်ပါပြီဗျာမပြေးကြပါနဲ့တော့ကျွန်တော်တို့မှာနည်းနည်းပါးပါးလောက်အဆောင်ငွေပါတယ်ဆိုရင်တော်ပါပြီလက်မှလည်းဘယ်နေရာမှာမှငွေသုံးဖို့လိုမှမထင်ပါဘူးမရပါဘူး အနုများသရတရားမြောင်များစွာထဲမြဲထဲကြ၏ခမည်းတော်ကျွန်တော်တို့ပြေးတာအကုန်သာယူသွားပါကျွန်တော်တို့အပေါ်ဘာမှအာမနာနဲ့ကျွန်တော်တို့မှာငွေဆိုတာကတယောက်တယောက်အပြောလောင်းကစားဖို့လောက်ပဲအသုံးကြတယ်တခြားဘယ်နေရာမှာမှသုံးလို့မရဘူးအနုတယောက်ကပြောလိုက်ချင်းဖြစ်၏ထိုစကားကြားမှပင်ကျွန်တော်ရင်ထဲ၌အနှဲငယ်ပေါ်သွားသလိုရှိ၏အလူငွေမှာဖရန့်ငွေ800နှင့်10ဖရန့်ရ၏ထို့ကြောင့်ဂျင်းပေးသောငွေဖရန့်1000နှင့်ပေါင်းလိုက်ရင်ဖရန့်1800ဒေါ်စောဤလေဘုတ်ကို ခန့်1200မြတာကျွန်တော်တို့ကိုပိုင်ငွေထဲမှထုတ်ပေးရည်။ယော့ဒီချောလုံးပြုတ်ကိုလည်းခင်ဗျားတို့ပင်လေခီးမှာအရေးကိစ္စရှိတဲ့အခါသုံးနိုင်အောင်အဆောင်အနေနဲ့ယူသွားကြပါ။ဒေါ်စောကဂျင်းထံမှဖရန်တထောင်နဲ့ဝယ်ထားသောချောလုံးပြုတ်ကိုလည်းကျွန်တော်တို့ကိုပင်လက်ဆောင်ပြန်ပေး၏။ကျေးဇူးတင်ကြောင်းဘယ်သို့ပြောရမည်ပင်မသိတော့ပါ။အနူများကအကျုပ်အလုံး200ကိုပြုတ်ပြီးတစ်တာတစ်လုံးနဲ့ထည့်၍ကျွန်တော်တို့လေဘော်ကိုတင်ပေး၏။ထို့နောက်အလေးချိန်ပေါင်တရာခန့်ရှိသောလေကြီးနှကောင်ဆန်တဲ့အိတ် စေရွက်ရေနံစီမိဖို့မိကျအရေးပေါ်စေဝါများကိုလည်းထုတ်ပေါ်၍အခမဲ့ပေးသူတို့အားလုံးဤအမူအရာများကြည့်ရသည်မှာကျွန်တော်တို့လွင်မြောက်မှုကိုသူတို့လွင်မြောက်မှုအဖြစ်သဘောထားကြဟန်ရှိအားလုံးရှင်မြူးနေပါသည်ညနေ6:00နာရီတိတိတွင်ခိုကျွမ်းမှထွက်လာ၏မိုးမှာအနေငယ်ရွာလျက်ရှိကျွန်တော်သည်လေဦးကိုမြစ်လေသို့ဥတီလိုက်အနုများမှာရေစက်တွင်ရပ်ပြီးလက်ပြ၍ကြံရစ်ခဲ့ကြ၏မိုးများပို၍သဲလာ၏ရှေ့မြင်ကွင်းဆယ်ကိုက်ထက်ပုံမမြင်ရတော့ပါ ို့သောမြစ်လယ်သို့ရောက်နေသည်ဖြစ်၍ကြောက်ဆောင်များတိကိုင်းများနှင့်တိုက်နိုင်ညှိနိုင်သည့်အန္တရာယ်မှာတော့မရှိတော့ညအမောင်ပြိုးလာ၏မိုးရံကြောင့်လူတိုင်းရွှဲရွှဲစိုးနေ၏ကျွန်တော်တို့အနုများပေးလိုက်သောရန်အရက်ဒဗလင်းကိုဖောက်ပြီးအနေငယ်တောက်လိုက်ကြ၏အနုများအကြောင်းကိုကျွန်တော်တို့ပြန်ပြောကြ၏ကြုံညိထားကြသလိုပင်သူတို့ဤရင်စရာကောင်းသည့်အသွင်တရံအများအကြောင်းကိုလုံးဝမပြောပါသူတို့ဤမြစ်တာတရားကြီးပုံစိတ်ထားသဘောထားကောင်းပုံများကိုသာမမောရန်ပြောကြ၏ တို့လေသွားနှုန်းကဘယ်လောက်ရှိမှထင်တယ်မာဂျူရာက မေးလိုက်ချင်းဖြစ်ဤတနာရီ25မိုင်လောက်ရှိမယ်ကျွန်တော်ကပြန်ဖြေလိုက်ဤထွက်လာကြတာကမန္တလေးလောက်ရှိသွားပြီထင်တယ်နေဦးကျွန်တော်တိကျပြောမယ်ဂလိုစီကဝင်ပြောလိုက်ချင်းဖြစ်ဤဂလိုစီကသူ့ဘေးရှိအချိန်မှတ်ထားဟန်တွေ့သောတကိုင်းစာလေးများအားတစ်ခုချင်းအသေးချာပြန်ရည်ကြည့်ပြီး3နာရီနဲ့15မိနစ်ဟွန်းဒါဆိုရင်ဒီအောင်ပြန်တက်တော့မှာပဲ ကျွန်တော်ဒီလေဥကိုကမ်းရှိရာသို့ပြန်ဥတီလိုက်မိနစ်အနည်းငယ်အတွင်းကမ်းခြေသို့လှိဆိုင်သွား၏ဒက်ရှ်ပိုင်ကမ်းခြေဖြစ်၍ကျွန်တော်တို့လုံးဝအတန်မပြူရဲကြပါဘဝင်ခြင်းတစ်ခုလုံးမှာအမှောင်ဖုံးနေ၏ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာဦးလာဝင်းလေတရတူဘာသာပြန်ထားတဲ့ဘာဘီလွန်နဲ့ဘင်ကိုဆိုတဲ့ဘာသာပြန်ဝိတုစာအုပ်ကိုအပိုင်းလေးနေဖြင့် ဆက်လက်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနာသင်ခံစားပေးခဲ့တဲ့တွေလည်းကျေးဇူးများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်းငါမှာရန်လေဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးကျမ်းမာပေးကင်းကြပါစေကျွန်တော်ဖုန်းပြတင်ပါခင်ဗျာ